မေမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာဖိုးကျော်ရေးသားထားတဲ့ Isetta E Kwe SC ကြောင့်ဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနှာစင်ခန်းစားကြပါရှင်။ Isetta E Kwe SC ကြောင့် ထုံးစံအတိုင်းယုံသွားကန်ဒီမှန်ရှိရောက်ရ၏ကိုလုံးပေါ်မှန်ကြီးတဲ့တွင် သူ့ရိတ်ကခြေစုံကောင်းဆုံးထင်လာသည်မျက်နှာကိုအရင်ကြည့်မိ၏မြက်ခမ်းနှစ်ဖက်အောက်မှကြေးချေတော့စာချေတော့အစင်းချောင်းများကိုတရေပြူမိသည်တနခါပေါန်တာအဖွေသားလှူထားသည့်ကြားကမတိမသားပတ်ကြားအကြောင်းကလေးများထင်လာသည်တပြင်းတစ်ချက်ကိုမတိမသားချလိုက်မိ၏ ငါသက်36နှစ်တောင်ကြော်လာပါပကောဟိုစိတ်ထဲကရေရွလိုက်မိသည်ရင်ထဲဟာပြီးစိတ်ထဲမှာတစုံတစ်ခုအတွက်အားငယ်ဝမ်းနေသွားသလိုခံစားလိုက်ရသည်ကိုခန္ဓာအနှံ့သို့အကြည့်ရောက်သွားပြန်သည် ခင်ကြီးရက်ကငါးပေသုံးလမ်းမှရှိ၏မိန်းကလေးတယောက်နေနှင့်ဂလန်ကလာတော့ဖြစ်မနေပြီကိုလုံးကိုယ်ရေဖွင့်ပြိုးတောင့်တင်း၍အယုံမဆိုးလားခန့်သည်ဟူပင်ထင်မိသည် ပုရိသများမကြိုက်မနှက်သက်ဆုံးဖြစ်သောဘိုက်ဘူနန်ကားများဖြစ်နေမလားဟုတင်မဆုံနှင့်ဝမ်ဘိုက်တို့ကို အထိတ်တလန့်လှည့်ပတ်ကြည့်မိသည်အလဲပူအောက်ရှူးလျင်ခြောက်မူးတောင်မတန်းတော့ဟုဆိုရရှိသည်စားထွေတွင်လှုပ်တော်လဲဘိုက်ကမဆူမပူသေးပါချက်ချက်ရရမရှိတော့ရာတော့မှန်၏သို့တော့ကြည်မကောင်းရှုမကောင်းတော့မဟုတ်ပါတောင်းနောက်တင်းတင်းပြပြဖြူဖြူနှင့်ကြည်ကောင်းပါသေးသည် ယခင်အနည်း20ကျော်ခင်ကြီးတို့အပြိုပေါ်ဝင်စားအရွယ်တုန်းကဆိုရင်ယခုခင်ကြီးတို့ယုံမျိုးမှာတပွေတပိုက်ကြီးဟု အကိုကာလာသားတို့ချစ်ကြိုက်ခြင်းစရာပင်ထို့ကြောင့်ခင်ကြီးအသက်18 19အရွယ်တုန်းကဆိုရင်ရက်ွက်တဲတွင်ဝိုင်းဝိုင်းလည်နေသည် ဟုမဆိုသာတော်လဲချစ်ချင်းကြိုက်ချင်းသူတွေကတော်များခဲ့၏ထို့ကြောင့်ခင်ကြီးမာနာလဲတက်ခဲ့၏တော်တော်တန်တန်ရွယ်သူတန်းတို့များကိုပင်မမှန်ခဲ့ ပညာတတ်ဖို့နှင့်ပညာတတ်ခင်မွန်းရဖို့သာမှန်ခဲ့သည်ဤသည်မှလွန်ခဲ့သောအနှစ်20ကဖြစ်လေသည်ယခုတော့ခေပြောင်းသွားပြီဟုဆိုရမည်ဘွဲရပြီးရုံစည်အဖြစ်ရောက်လာကြသော20ကျော်အသက်အရွယ်ကောင်းလေးကောင်းမလေးများကို ခင်ကြီးကြည်ရမြင်ရသည်မှနည်းနည်းမှမျက်စိမတွေ့လားသူတို့စကားအတိုင်းစိတ်ပင်တယ်လို့လူတွေကလည်းပင်ကက်ကက်ကလေးတွေလေတိုက်လျင်ပင်လဲကြမြေပုံတွေခိုင်းလိုက်လျင်လည်း စပွဲလေးတစ်လုံးကိုပင်၂ရောက်၃ရောက်မှနေကြ၏ပဆိုချင်းမျက်စီဖုံးနှင့်ပိမ့်ပိမ့်ညောင်ညောင်ဖြစ်နေကြသောကောင်းလေးတွေကိုခင်ကြီးအလိုမကြ၍အော်မိငေါမိသည်အထူးသဖြင့်သူ့ရှေ့တွင်ပြောင်းတွတ်ထိုးနေသောအတွေ့များဆိုလျှင်ခင်ကြီးပို၍အောငေါက်တတ်သည်လူပုံကြည့်တော့ကြောနေရင်နဲ့ကန့်နေတာဆေးဆွေးနေသလားထင်ရတယ်နင်တို့ကိုအားကိုးမိတဲ့မိန်းကလေးတွေအတွက်တော့ငါရှင်လေးလိုက်တာဟုတ်သောစကားပင်မဆုံး ကောင်းလေးတယောက်ကကျွန်တော်တို့ခေတ်ကမမခင်ကြီးတို့ခင်နေမတူတော့ဘူးဗျငါရိုက်မိလိမ့်မယ်နော်ဟိုအောင်ငေါပြင်လိုက်ရည်အီတို့အော်မိဒီမှလည်းသူ့ကိုလူရမသွင်းတယ်လို့မမခင်ကြီးတို့ခင်နေမတူတော့ဘူးဟိုအပြောခံရသည်ကိုနာကြည့်မိ၍ဖြစ်သည်ခေတ်ကဘလောက်များကြွားသေးလို့လဲဒီကောင်လေးတွေငါ့ကိုတတ်တတ် over ကြီးအဖွာကြီးလို့ပြောတာပဲ တို့မြေဝန်းထဲမှာငါကိုတကယ်အဖွာကြီးလိုများမြင်နေကြလိမ့်သလားဟုအားငယ်မိပြန်သည်တို့မြေဝန်းထဲမှာရှက်ပြာရှက်ပြာနဲ့ထမိန်ခြေတလုံးပေါ်မှလေးတွေကိုသာအပြိုးဟုထင်နေကြပုံရသည် ထိုနေ့ကပင် ခင်ကြီးမတိမတာ ထမိန်ကိုတိုတက်လာသည်ရှက်ပြာကလေးတွေလိုစပင်သွားညက်ကောက်လိုက်ရမှာတော့ယနေ့အထိမဝင်သည် အားငယ်စိတ်ကမူနေ့စဉ်လိုလိုဝင်နေမိ၏ဤဝေနာကမူ မြမများမောင်များတယောက်ပြီးတယောက်အိမ်အောင်ပြုတ်ပြီးအိမ်ခွဲဆင်းသွားကြတဲ့ကပင်မတိမတာဝင်နေလေသည် အငယ်ဆုံးမလေးခင်ထွေးပွဲမရခင်အိမ်အောင်ပြုတ်သွားသဖြင့်စုမိဆဲမိတီကိုလည်းတရေရစရာဖြစ်လာသည်နောက်ခင်လေးအိမ်အောင်ကြပြန်ဤစိတ်ထဲဝေဒနာတစ်မျိုးကပို၍တင်းတင်းကြပ်ကြပ်ကြီးဖြစ်လာသည် အငယ်တွေအိမ်အောင်ပြုတ်သွားကြတော့မိကျော်သွားပြီ ခင်ကြီးတော့တတော်နဲ့ယောက်ျားရတော့မှာမဟုတ်ဘူးဟုတချို့ကဆိုကြသည်ယခုတော့တကယ်များလားဟုပင်ထင်လာ၏မလိုသူများကလည်းလင်ရမလားမျက်နှာထားကလည်းတင်းမာနာကလည်းခေါင်ခိုက်နေတာဟုကြွယ်ရရင် အတင်းဖြင့်ပြောကြဆိုကြတန်ကိုတဆင့်စကားတဆင့်နာကလည်းယခုလိုစိတ်တက်ကြနေချိန်မှကြားလာရပြန်၏မိမိကိုယ်ကိုမိမိတကယ်များလားဟုပင်မသိငါခြင်းသလိုဖြစ်လာ၏ ထို့ကြောင့်ယခုရုံးမှာပဲဖြစ်ဖြစ်ရက်ကွက်မှာပဲဖြစ်ဖြစ်မျက်နာကိုအချိုသားဆုံးထား၍နေတတ်လာ၏ခင်ကြီးအိမ်အောင်ပြူရင်းနှင့်ပတ်သက်လာလျင်နောက်တော့အဖေကပါတန်တရားဝင်လေသလားမသိငါသမီးကြီးကတော့မိဘပေးစားတဲ့ယောက်ျားပဲယူမယ်ဆိုပြီးနေတာဗျအဲ့ဒါခမည်းတော်တွေ့ကြလင်းရိုးရိုးသားသားဆိုပြောကြပါဟိုပြောတော့ခါခင်ကြီးမှမျက်နာမထတဲ့ဖြစ်ပြီးအိုးအဖေကလည်း ဟိုပင်ပြောမိရသည်သို့တော်စိတ်ထဲကမူတနေ့လုံးမကောင်းအဖေကပွွင့်လင်းလင်းသူ့ထုံးစံအတိုင်းပြောတော်လေငါတော့မိဘပေးစားမှတကယ်လင်းရတော့မယ်ထင်ပါရဲ့ဟိုအငဲသွားမိသည်ရက်ွက်ထဲမှာ လမ်းမှာခင်ကြီးနဲ့တက်တူရွယ်တူဆို၍မရှိတဲ့လောက်ရှားနေပြီအမေကတော့အမလီလီကျုပ်အမေတယောက်လုံးတော့မပူပဲနဲ့ရှင်ကများတော့ ရာရာဆဆကျုပ်သမီးကို ရုပ်ဆိုးလို့လား ပညာမတတ်ဘူးလားကျုပ်သမီးကရုပ်ချော့ပညာတတ်ပါ အချိန်ကြတော့ဖြစ်လာမှာပေါ့တော့မပူဆမ်းပါနဲ့ဟိုပြောလိုက်တော့ခါအဖေကအမေကိုတလဲခင်ကြီးကိုတလဲကြည်ပြေးပြုံး၏အဖေအထင်တွင်တာမီနှစ်ယောက်စီးဝါရိုက်ပြီးသားရှိနေပြီဟိုထင်သွားပုံရလေသည်သို့တော့ယခုအဖေသားဆုံးပါသွားခဲ့သည်ခင်ကြီးကအိမ်တော်မကြသည်အဖေဆုံးသောနှစ်ကသမီးမင်းကလေးဆိုတာ မောင်ဘွားတရားပင်ရှိတော်ညာလင်သားခင်မောမရှိရင်မတင်တယ်ဘူးတဲ့။တမီးတွေ့ထားတာရှိရင် အမေကိုပြောပါ။ဟိုဆိုတော့အခါငိုချင်စိတ်ပင်ပေါက်သွားမိသည်။အမေတို့ပဲရှာပေးစားမယ်ဆိုဟိုနှုတ်လန်ထုံးမိမတက်ဖြစ်သွားမိသည်။နောက်မှတတိကိုဆဲပြီးမရှိပါဘူးမင်းယာ။တမီးအိမ်အောင်ပြုတ်ဖို့စိတ်ဝင်စားသေးလို့ပါ။ဟိုအရှက်ပြေပြောလိုက်ရ၏။ဤဒီကိုပင်အမေကလည်းဤပါဤ ငါသမီးကြီးအိမ်ောင်ကြီးစိတ်ဝင်စားဖို့ဆိုတာအမေသိပါတယ်။သမီးသာစိတ်ဝင်စားရင် အမေသမီးလိုပညာတတ်ရုပ်ချော်ကိုလိုချင်တဲ့သူတွေကအပေါ်မှာတော့ဒီအမေကတကယ်ထင်တယ်လို့ခုတော့ခင်ကြီးကိုလမ်းထဲကရက်ွက်ထဲကလူတွေပင်အိမ်ောင်ကြီးစိတ်ဝင်စားဟုထင်သွားပုံရသည်။အပြိုကြီးဟုခေါ်ရကြပုံကလွဲပြီးခင်ကြီးလင်ရည်ကိုစပင်မစားကြတော့လူပြိုလူရွယ်တွေကပါ ခင်ကြီးကိုအပြိုတရမဟုတ်သလိုအကြည့်ရှုပြောဆိုများနှင့်ဆက်ဆံလာကြတော့ခါခင်ကြီးရင်ထဲမှာကတနုံနုံပင်ဖာသာဝလာနေလာတတ်သောအကျင့်ကိုတော့ရက်ွက်ထဲရောယုံထဲမှာပါရတတ်လာပြီသို့တော့ရင်ထဲကမှနည်းနည်းမှမကောင်းတတ်တူရွယ်တူတွေตาတွယ်လွယ်တမိတွယ်လွယ်နှင့်ဖျားသွားအလိုမင်္ဂလာဆောင်သွားကြလျင် ပို၍ရင်ထဲထိခိုက်တတ်၏ငယ်စဉ်ကသူ့ကို ကြိုင်လာကြီးရဲ့ချစ်လာကြီးရဲ့ပြောဘူးကြသူများကိုချက်ချင်းတရေရတတ်တာကလေရင်းနေဝေဒနာတစ်မျိုးပင် သို့တော်ထိုသူများကချစ်သူကိုစီနှင်းဖြစ်သွားကြလေပြီဟဲ့သမီးရှင်းနိုင်ခွဲနေပြီရုံမသွားသေးဘူးလားမနေ့ကလည်းယထာမမီလိုက်လို့ကားငါသွားရသေးတယ်ဆို အတွေးလွန်နေသောခင်ကြီးသည်အမေစကားတန်ကြောင့်ကမန်းကရန်မှန်မှခွာကအပြင်ထွက်လာရသည်ရှင်းနိုင်ခွဲနေပြီ အသင်ဖြစ်နေသောတင်ကျင်းလေးကိုလက်ဆွဲကစိတ်မကြည်ကနှင့်အိမ်ပေါ်မှဆင်းလာမိသည်။ဆောင်းနှောင်းနှွေဦးလေဤအထီတွေ့ကြောင်းရင်းနေပို၍ဟာသွားမိသည်။နှွေရောက်တော်မီလမ်းမပေါ်ရှိကိုကိုပင်ကြီးများပေါ်ရှိရော်ရွက်ဝါများလမ်းမရဲတဲတဲတွေ့ကြနေသည်။စိတ်ထဲပို၍ပြန်လွင်လာသည်။ရင်းနေပို့ဟာလာသည်။အထီးကျန်ဝေဒနာ ဆိုရာလားဟုအားငယ်နွမ်းလျှစွာတွေ့လာသည်။ သို့သောရခင်ကအပြိုပေါက်စာ အပြိုလက်ရွယ်တုံးကလိုလမ်းထဲတွင်မျက်လှာချပြီး ကိုချီလန်းကိုရေတွက်၍လာခြင်းကမဟုတ်ဟိုရင်ရှိဆောင်ကြည့်ဒီရင်ရှိရောက်ငေးကြည့်နှင့် ဆောင်းငန်းဆောင်းငန်းလျှောက်လာ၏ယခုနေခါမှာဟိုတုံးကလိုလူပြိုတူရှိနေသော အိမ်ထဲဆောင်းငဲမိလင်းလည်းပြဿနာမရှိတော့ပါချီ လွန်ခဲ့သောအနှစ်20နီးပါးကမိမိလမ်းထဲတွင် လူပြိုရှိသောအိမ်တိမ်ကိုခင်းကြီးဤသို့ကြည်မီလျင် အပြန်တွင်ရေးစားစကားပြောခံရပေးသမှန်ထိုအိမ်ရှိလူပြိုကမပြောတော့သူ့မိဘညီကိုမောင်နှမတွေတယောက်ယောက်စီကခင်းကြီးနှင့်သူ့သားသူ့ကိုသူ့မောင်စသည်တယောက်ယောက်နှင့်ဖြစ်နေတယ်လို့လို့အတင်းဖြင့်ပြောခံရအောင်မည်ယခုတော့ခင်ကြီးကို သူတို့ဂယူမဆိုင်ကြတယ်လို့ ခင်ကြီးကလည်းဘသူဘာပြောပြောတိတ်ကူးမဆိုင်တက်ပြီအသက်ရွယ်ကစကားပြောလာပြီမိမိလန်းနေကတိတ်အင်ကိုလှဲ့ကြည့်လှဲ့ကြည့်လှုပ်ယုံနေမကအတိတွေ့ရင်ဟေးယုံမသွားသေးဘူးလားဖယ်လူဖယ်သွားတယ်ဆို ပြန်မရောက်သေးဘူးလားဟုပင် အော်ဂျီဟစ်ကျဲနှုတ်ဆက်သွားရနေပြီဒီလိုနဲ့ခင်ကြီးလူတကာဆုံးသည့်ဘုရားယုံတို့ရောက်လာသည်9:45ယထာလာကို ယုံသူယုံသားတိုင်းမျှော်လင့်စွာရည်ဆောင်နေကြသည်ခင်ကြီးလည်းလူအုပ်ထဲရော့ရက်ကတမိုင်းဘူတာဘက်တစ်ချက်လှမ်းကြည့်လိုက်သည်ယထာကမလာသေးပါဟေးလူဟေးလူခမရဘူတာမှာဘာလာလောက်တာလဲကျွန်တော်ကစားရေးဆရာပဲဗျဘာလာလောက်အောင်မလဲရေးစားဟောင်းတွေကိုလွမ်းတော့တခါတခါလာလာကြည့်ရတယ်ဗျို့အတန်ကြားရဘက်သို့ခင်ကြီးရုတ်တရက်လှည့်ကြည့်လိုက်မိသည်သူကြည်ကြဲလောင်းလောင်းနဲ့ မိသူမျှခရုမဆိုင်သလိုတဟဲဟဲရည်၍ပြောလိုက်သောသူ့အတန်ကိုယထာဆောင်နေကြသောအတိယုံသူယုံသားများအလုံးဝိုင်းရကြသည်ခမရကတော့ပြောရမယ်အတိတယောက်ကပြန်ပြော၏တကယ်ပြောတာပါဗျာအထူးသဖြင့်ခုလိုရသည်မှာဟဲ့ကောလက်ပံတွေပွင့်လာလဲငါမတွေးမိသေးပါဘူးဟာအဖိုးကြီးတယောက်ကလှမ်းပြောပြန်သည်ဩဥလီနေကောင်းနေနော်မတွေ့တာကြပါဘူး ကိုသိန်းဦးတယောက်တော့မိမရသွားပြီဆိုသူကပြန်နှုတ်ဆက်သည်အေးအတော့မကြတဲ့ငါသားတော့ဆွန်သွားပြီမင်းကတော့ခုထိမဆွန်သေးဘူးလားဦးလေးကလည်းသိသားနဲ့မိမများဟာကျွန်တော်တို့လိုလူရောလူကောင်းတွေကိုဘယ်မြင်တတ်ပါမလဲအဲ့ဒါကြောင့်လဲကတော့နော်နှာခေါင်းမပါရင်ဘာကိုစားမယ်ဆိုလားအမေဘသူလဲမှတ်တယ်လက်ဆက်သက်တော်ဆိုင်းဆရာကြီးကို ရှင်မသာရှင်မဟုတ်မှတ်တွေရေးတာကတော့ အရေးမကြည့်ဘူးစကားပြောတဲ့အခါတော့ကြည့်ပြောဒါလူတကာဆုံးတဲ့ဘုရားယုံနော်နောက်တစ်ယောက်ကလည်းသူ့ကိုအတန်ကြာမှတရေထာမိပုံရ၏လာလေတာလားဟုနှုတ်ဆက်သည်ခမရအုတ်ကျင်းလက်ဖက်ကြီးမတော့ရတာကြာရော့ပေါ့လာလက်ဖက်ကြီးတော့တော့ရသူနှင်းရွယ်သူအမျိုးသားတစ်ယောက်ကသူ့ကိုဆွဲခေါ်နေပြန်သည်အမျိုးသမီးအတီများကယုံလာလေဖို့စစ်စစ်ညံ့ညံ့မှားကြသည်တရော့ကွက်လုံးမှာ ုတိတွေခင်မင်ကြသူတွေကြည့်ဖျာသူခဏရက်သွားတော့ဘုရားယုံမှာဆူညံသွားသည်ခင်ကြီးသည် သူ့ကိုငေးကြည့်ပြီးယခင်အတိတ်စီဆက်ရောက်သွားသည်1980ခုဝင်ကျင်ကဖြစ်သည်မာလာမြန်ရက်ွက်ဤပါရမီလန်းကျဲတဲ့တွင်ယခင်ကဈေးရှိသည်ခင်ကြီးမနဲ့ဈေးလာတိုင်းလန်ထိတ်ကလဖေးဆိုင်တွင်သို့မဟုတ်ဘိမုံဆိုင်တွင် သူ့ကိုတွေ့ရသည် ခင်ကြီးကို ငေးငေးကြည့်နေတတ်၏ သူ့ကိုခင်ကြီးနာမည်မသိသေးတော့လေလူကိုတည်သည်လေလံထိတ်ကဥချစ်လိုင်းဒေါ်ထွေးတင်တို့အိမ်တွင်ထမင်းလာကပေးစားသည်ဘဲကကလေးကချေလေလွင့်ပြီးရောက်လာသည်မသိဥချစ်လိုင်း၏သူများနှင့်အတူကုံနီဆက်ယုံတွင်လှုပ်လှုပ်သည်ဆက်ယုံလှုပ်သောသူတွေမှာကုလီရေသာများသည်ဆေးရေးဆချီဆိုသည်မှာဆက်ယုံ၌အင်မတန်နေသည် ထို့ကြောင့်သူကိုယ်လည်းကုလီဟုသာခင်ကြီးသတ်မှတ်ထားသည် တနေ့ခင်ကြီးစီသွားတော့သူ့နောက်ကလိုက်လာသည်ဒီကနာမည်ဘလို့ခေါ်တလဲဟိုမေးသည်ဘာလို့မလို့လဲခင်ကြီးပြက်ပြက်ပင် ပြောလိုက်သည် သူ့ဦးကြီးရှူကိုခင်ကြီးရိပ်မိနေပြီးမုံနေပြီနာမည်လေးသိထားခြင်းလိုပါတကောင်စင်းယုံတွတ်မိပါလားကျွန်တော်လေခင်ကြီးကိုတကယ်မြင့်တာရှိ ရှိနေလို့ပါ သူ့လိန်ပေါ်သွားတော့ခင်ကြီးပို၍ဒေါသထွက်သွား၏ဒီကောင်ဘယ်ကဘလို့တည်သွားပါလဲဟုလဲအံ့ဩသွား၏ရှင်နော်ကျမကိုလာမနှောက်ရှက်နဲ့ဘလို့စားထင်လို့လဲခင်ကြီးအော်လိုက်တော့ဈေးတဲ့တွေကလှည့်ကြည့်ကြသည် သူ့ရှက်၍တချိုးတဲ့လစ်ပြေးသွား၏ခင်ကြီးကတော့ရည်ချင်းသည် လူပုံပန်းကပိန်ညောင်ညောင်နဲ့ဒီလိုကောင်မျိုးခင်ကြီးစိတ်ကူးတဲ့ပင်တခါမှမထဲခင်ကြီးရီမှန်းသူတွေမှာ ထောင်ထောင်မောင်မောင်ခန့်ခန့်လှလှပညာတတ်တွေကိုသာနောက်တစ်ခါလမ်းထိပ်ကဆောင်ပြီးဈေးချင်းနဲ့စားလိုက်ထည့်ဤခင်ကြီးဒေါသထွက်ပြီးပါရိုက်ပြင်းပြီးဟူပင်တွေးလိုက်သည် သို့တော်စားထည့်ပြီးထားခဲ့ပြီးချက်ချင်းနောက်လှည့်ပြန်သွားသဖြင့်သူ့နောက်ကြောကိုသာမြင်လိုက်ရသည် ခင်ကြီးသူ့စာကိုမဖက်ကြည့်စီကပြန်လာတော့အမေကိုစားပြပြီးတိုင်ဤအမေကတိတ်လိမ်မာတဲ့သမီးဟူချီကျူသည် သူ့ကိုလည်း ဒီလိုကလေးကချေဆက်ယုံမှလောက်တဲ့ကူလီကများကျုပ်သမီးကိုရာရာဆဆနောက်တစ်ခါဆိုပါဆွေရိုက်ပြစ်လိုက်သမီးဟုတ်ပြော၏ဤများနှင့်အမေကမရက်သည်သူတို့အိမ်ရှိသွားဆဲသည်ဖြင့်ဥချစ်လိုင်းနှင့်စကားများကြ၏အပြိုကိုလူပြိုကစားလိုက်ပြီးတာဆန်းသလားဟုတ်သောဥချစ်လိုင်း၏စကားကိုအမေကမကျေနပ်သည်ဖြင့်အဖေကိုတိုင်သည်အဖေကခင်ကြီးကိုလုံးဝဈေးမသွားရတော့ ထိုအခါဈေးသွားရသောညီမငယ်ကမမကြီးမလိမ္မာလိုဟုခင်ကြီးကိုအပြစ်တင်သည်ညီမငယ်၏စကားကို ထိုစဉ်ကခင်ကြီးဘာပြောမှမသိသူကလည်းရှက်ပြီးဦးချစ်လိုင်တို့အိမ်က ပြောင်းသွားသည်တုံလန်းကအဖွားကြီးတယောက်အိမ်တွင်သွားနေသည်ဟုသိရသည်တရွက်ွက်ထဲနေကြသဖြင့်သွားသွားလာလာတော့အဆုံးမိကြသည် သို့သောနောက်ထပ်သူမနောက်ရှဝင်းတော့ခင်ကြီးလည်းသူ့ကိုမြင်နှင် မျက်နာကိုစုပုတ်ထားမိသည်ဒီလိုနှင့်၄၅နှစ်ခန့်ကြာသောအခါသူထက်ပေါ်သတင်းစာရဲပါလာသည် အမျိုးသားစာပေစုချင်းမြင့်ချင်းခံရသောသတင်းပင် သူတို့အားလုံးကအံ့ဩကြသည်ယခင်ကစာရေးဆရာလောက်မှစာရေးနေသူမှမြည်သူကမှမသိကြ သူနေသောအိမ်ကအဖွာကြီးပင် သူ့ကိုစာရေးဆရာမှမသိစာပေစုရ၍ သတင်းဓာတ်ပုံရရန်သတင်းစာတိုင်းမှသတင်းတောင်များအင်ကိုဝင်မေးရာအင်ရှင်ဖွားကြီးကစာရေးဆရာပြည်ကျော်ဆိုတာကျမအိမ်မှာမရှိပါဘူးဟုပြောလို့လိုက်ကြောင်းတဆင့်စကားကြားရသည်သတင်းတောင်များရောက်လာချိန်တွင် သူသည်ဆက်ယုံ၌အလုဆင်းနေသည်တည်းဒီလိုနှင့် သူခင်ကြီးတို့ရက်ကွက်မှပြောင်းသွားသည်ခင်ကြီးနှင့်လုံးဝမတွေ့သေးကပင်ဆယ်စုနှစ်တခုခန့်ကြာသွားပြီ။ ယခုဘုဒ္ဓယုံတွင်မမျော်လင့်မဲပြန်ဆုံမိကြပြီးသူစကားကိုကြားရသောအခါခင်ကြီးရင်ခုန်သွားမိသည်ခင်ကြီးကိုမြင်သည်ဖြင့်သူတမင်ပြောလိုက်လေသလားဟုလည်းထင်လိုက်မိသည်ခင်ကြီးသူ့ဘက်လှည့်ကြည့်လိုက်သည် အကြည့်ချင်းဆုံမိသွား၏ရင်ထဲနှွေသွားသည်မိမိရင်ခုန်သံကို သူကြားစေခြင်းသည်သို့တော်သူတီတယောက်ကအဖေရေတောက်ကြရအောင်ဟုဆွဲခေါ်သွား၏ သူလှည့်ကြည့်လှည့်ကြည့်နှင့်ပါသွားသည်ခင်ကြီးသည်တမတဆိုင်ကိုပင်မန်းကြည်စွာချမိလိုက်သည် သူစောစောကပြောသွားသောစကားများကိုလည်းနားရဲပြန်၍ကြားလာမိသည် ကျွန်တော်ကစားရေးဆရာပဲဗျဘာလာလို့ရမှာလဲရေစာဟောင်းတွေကိုလွမ်းတော့တခါတခါလာလာကြည့်ရတယ်ဗျို့ ားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။